တိုက်ပွဲဖြစ်တာမရှိဘဲဆရာနာရှင်တက်ကလောင်းလုံးမျိုးဖက်ကိုညဖက်လူတွေအိတ်ချိန်မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်တဝဲမြို့ကျဆားပင်ရွက်ကနေဆက်ဒေတာနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတင်တန်းကြောင်းမှာတက်ဆွဲထားတဲ့ဆရာနာရှင်တက်ကဒီဇင်ဘာလ9ရက်နေ့ညအချိန်တွင်မှာမြစ်တစ်ဖက်ကမ်းမှာရှိတဲ့လောင်းလုံးမြို့နယ်ဖက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာပါ။ လက်နဲ့ကြည်ကြည်ဆန်းနှလုံးလောင်းလုံးမြွနယ်နဲ့ကက်လျက်တပြာကျေးရွာတတားအနီးကားလမ်းပေါ်နဲ့တပြာကျေးရွာအနောက်ဘက်တောဆက်မှာကြာရောက်ပောက်ကွက်ခဲ့ပြီးလူထိခိုက်တာနဲ့အိုးအိမ်ထိခိုက်ပျက်စီးတာမရှိဘူးလို့သိရပါဗျ။ဒီနေ့ဒီဇင်ဘာလ10ရက်နေ့လူအခွင့်အရေးနေ့မှာတော့လမ်းပေါ်မှာထွက်ပဲအိမ်ထဲမှာနေပြီးအတန်းတေးတပိတ်ဆင်နွှဲကြဖို့တော်လိုင်းအိမ်အားစုတွေနဲ့လူထုတပိတ်လှုပ်ရှားမှုအဖွဲ့တွေကပြည်သူလူထုကိုတိုက်တွန်းထားတာကြောင့်ဆရာနာရှင်တက်ကလက်နက်ကြီးတွေနဲ့ချင်းချောက်ပစ်ခတ်ပြတာဖြစ်နိုင်တယ်လို့ဒေသခံတွေကဆိုပါရယ်။ ထို့အပြင်ဒီကနေ့ဒဝဲခရိုင်ထဲမှာဒေသခံတွေခရီးသွားလာတာပုံမှန်ထက်နည်းနေတာကိုလည်းတွေ့ရပါဗျ။ဆဲအဆူဝါရာဖြန့် Telegram Channel တခုကတော့လာလုံးမျိုးနဲ့အနီးတော်လိုင်းရင်တက်ဖွဲ့တွေဒီဇင်ဘာလ9ရက်နေ့ညနေလောက်ကစလို့နေရာယူထားတဲ့အပြင်အတန်တိတ်တပိတ်ကိုအကြောင်းပြုပြီးလာလုံးမျိုးကိုတိုက်ခိုက်လာနိုင်တယ်လို့ဝါရာဖြန့်ဤသားထားပါဗျ။